မကွေးတိုင်းကန့်ကောမြို့နယ်မြောက်ပိုင်းနှင်းခါကြီးရွာမှာရှိနေတဲ့ကြီးရွာစီပေကန်းကိုမလာ၂၂ရက်နေ့မှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စေကန်းထိုင်နေတဲ့ဆရာဝန်အပါမိသားစုဝင်၃ဦးနဲ့အရက်သားပြည်သူ၈ဦးစုစုပေါင်း၁၁ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စေကန်းဖွင့်လှစ်ထားချိန်မနက်အစောပိုင်းမှာတိုက်ခိုက်ခံရတာကြောင့် လာရောက်ကူတာနေတဲ့အရသာပြည်သူတွေလည်းတေဆုံးထိခိုက်မှုတွေများပြားခဲ့တယ်လို့ရောနယ်လူမှုကူညီရေးတင်ရောလင်းနန်းက ARD ကိုစာနဲ့ပြန်လည်ဖြေကြားခဲ့ပါတယ်။တေဆုံးမှုကဆရာဝန်မိသားစု၃ယောက်နဲ့ပြည်သူ၈ယောက်အကုန်လုံး၁၁ယောက်ပေါ့။တေဆုံးသွားတဲ့ဆရာဝန်မိသားစုမှာဇနီးတွေကကိုယ်ဝင်လည်းရှိနေတာပေါ့။တေဆုံးမှုတွေကတော့အချို့ဆိုလီလောင်နာတွေဦးကောင်းကွန်လန်သွားတာတွေလည်းရှိတယ်ဗျ။အတော်ကိုစိုးစိုးဝါးဝါးတေဆုံးသွားကြတာပါ။ကလေးငယ်ကလည်းငါ့ကိုပေါင်းဝင်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့်ဆေးပင်ခန်းတစ်ခုလုံးမီးလောင်ပျက်စီးခဲ့တယ်လို့အနီးနောက်မှာရှိနေတဲ့လူနေအများပြားပျို့ကျပျက်စီးခဲ့တယ်လို့ဒဏ်ရာရရှိသူ6ဦးရှိတယ်လို့လည်းကိုပါကောင်းကပြောပါတယ်။နှင်ခါကြီးရွာမှာတိုက်ပွဲမဖြစ်ပွားတာတနစ်ခွဲကျော်ကြာမြင့်နေပြီးဒေသကာကွယ်ရေးတပ်တွေအားကောင်းတဲ့နေရာဖြစ်လို့စစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်တာတွေလည်းမရှိခဲ့ဘူးလို့ဆိုပါတယ်။ဒါကရွေးချယ်ရှိရှိနဲ့ပြည်သူတွေကိုတီးတန့်တီလိုတဲ့စိတ်နဲ့လှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်လို့ပဲကျွန်တော်တို့မြင်နေအခုလက်ရှိပြည်သူတွေကလည်း ရွာထဲမှာမနေရတော့ဘဲတောတောင်တွေထဲထွက်ပြေးတင်းရှောင်နေရတဲ့အထိဖြစ်သွားတယ်ဗျအကုန်စိုးရင်ကြောက်နေနေကြတာပေါ့ဗျာကံကောင်းမြွနယ်တစ်ခုထဲမှာပဲမလာတလာအတွင်းလေချောင်းတိုက်ခိုက်ခံရမှု9ကြိမ်ရှိခဲ့ပြီးအရသာပြည်သူစုစုပေါင်း20နီးပါးတေဆုံးမှုရှိခဲ့တယ်လို့40နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကာကွယ်ရေးတပ်တွေကပြောပါတယ်